ပြပဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပြရှင်းတယ်ပေါ့နော်အဲ့တော့ဒီပြပကိုကျွန်တော်တို့တွေလူတွေတော်တော်များများပေါ့နော်ကျွန်တော်တို့တွေအကြောင်းအရာမျိုးမျိုးကြောင့်လာတယ်ပေါ့နော်အဲ့တော့ဟိုးရင်တော့ကျွန်တော်တို့တွေပေါ့နော်ဆယ်စုတဲ့နောက်ကိုပြန်သွားမယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာဆိုစီးပွားရေးလုပ်ကင်ရတာအဆင်မပြေတာတော့ပါတော့ပေါ့နော်အဲ့လိုမျိုးတွေကြောင့်ကျွန်တော်တို့လူကြီးတွေကျွန်တော်တို့အဖေမေတွေကျွန်တော်အဆိုင်ဝန်တွေရနေပြီးတော့ပေါ့နော်အကျွန်တော်ဟိုးငငယ်ကလေးရနေပြီးတော့ပြပထွက်ပြီးတော့မှလုပ်တယ်ပေါ့နော်အဲ့တော့ဘယ်နိုင်ငံသွားကြလဲဆိုရင်မလေးရှားနိုင်ငံသွားကြတယ်ပေါ့နော်အဲထိုင်းနိုင်ငံကတော့အဲ့လောက်ထိမရှိဘူးကိုလိုလေး နော်ကိုရီးယားရဲ့ဘေးပေါင်ရှင်မှာဆိုလည်းမလေးရှားနိုင်ငံသွားကြတယ်အဲအလုပ်တွေလုပ်ကြတယ်ပေါ့နော်ပြီးတော့အဲအဲ့ဒီကိုအတိုင်းဝန်နေရာပဲဖြစ်စီပေါ့နော်ကျွန်တော်တို့ရဲ့အဖေပေါ့နော်အဲသွားပြီးတော့လုပ်တယ်ပြန်လာလဲဆိုပေမဲ့ဘာမှ အဲထူး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 စူးမိတာတွေစောင်းမိတာတွေဘာမှမဖြစ်ဘူးအဆင်ပြေအောင်တော့ပဲရှိတာပေါ့နော်အဲ့တော့လူတော်တော်များလည်းကျွန်တော်တွေနှစ်တွေကြာလာတဲ့အများကျွန်တော်တွေရည်ရွယ်ချက်ဆိုတာကျွန်တော်တွေထားမှရမယ်ပေါ့နော်ဥပမာပေါ့ကိုရီးယားဘယ် level လောက်ထိသွားမှာလဲဘယ်လောက်ထိကျွန်တော်တွေဒီမှာနေပါလဲဘယ်လောက်ထိအလုပ်လုပ်မှာလဲပြီးရင်ပတ်စံစူးစောင်းပြီးတော့မှဒါမှမဟုတ်ဘယ်နဲ့ကိုမြန်မာနိုင်ငံပြန်သွားရေးဆိုရင်ကျွန်တော်တွေကအဲကျွန်တော်ရှာထားတဲ့ပတ်စံတွေကျွန်တော်တွေပေါ့နော်ကျွန်တော်တို့အိုစာမင်းဆိုင်ရှာပြီးတော့မှကျွန်တော်မြန်မာနိုင်ငံမှာပဲပေါ့နော်သူများလုပ်မလုပ်ဘယ်လိုမျိုးပေါ့နော်အဲအပြင်မှာ ီပေါ့ကိုထွက်ပြီးတော့လုတ်ခဲ့ရတဲ့အတွေ့အကြုံတွေယူပြီးတော့မှကျွန်တော်တို့ရကကိုမြန်မာနိုင်ငံမှာကိုဘယ်လိုခေါ်မလဲအသုံးချပြီးတော့မှလှုပ်လှုပ်ဖို့တဲ့နေပေါ့နော်ဘယ်လိုလဲဆိုတော့လူတော်တော်များကျွန်တော်ရဲ့လှုပ်လှုပ်လှုပ်တဲ့ဆက်ယုံလှုပ်လှုပ်လှုပ်တဲ့အဲပြီးကိုမြန်မာနိုင်ငံကိုပြန်သွားတယ်ပြီးပြီးတော့လုံးဝပို့ပေါ့နော်ဘာလို့ကမှမသိပြန်နဲ့ပတ်စံနေရလဲပြီးတော့သုံးသုံးဝင်ကုန်သွားပြီးတော့မှအဲဟိုမြန်မာပြည်ပြန်ရောက်တဲ့လူတွေလည်းပြည်ပပြန်ထွက် ပြန်ထွက်ပြီးတော့ဘာလို့တကယ်မကင်တဲ့တွေဖြစ်ကြပါဘူးနော်အဲ့တော့ကျွန်တော်တို့တွေကလူငယ်တွေပဲဖြစ်စေပေါ့နော်ကျွန်တော်တို့တွေကရည်ရွယ်ချက်ထားတယ်နော်ဘယ်တော့အမောက်ထိရအောင်ကျွန်တော်တို့တွေရှာမယ်ဘာကြောင့်ရှာမယ်ပေးစင်တာပေးပြီးတော့စုစင်တာစုပြီးတော့နော်ဒါမှမဟုတ်ကကိုမြန်မာနိုင်ငံပြန်လို့မှကို့မှာဘာမှအဲပတ်စံပြပါမယ်ကျွန်တော်ဦးဆိုရင်တော့မှဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့အပြီးဘက်မှာလုပ်ခဲ့တဲ့အတွေ့အကြုံတွေကိုယူပြီးတော့မြန်မာနိုင်ငံမှာဘာလုပ်လို့ရရလဲပေါ့နော်ချို့ချို့လူဆိုရင်အဲပြီးဘက်မှာသွားပြီးတော့မှ support မှုတွေလုပ်ခဲ့တာပေါ့နော် နောက်ပိုင်းပေါ့နော်ပကံစီးရဆိုတဲ့ပကံစီးရဟာနေစရပြီးတော့အဲစပူမှုတွေဝင်နေစပူမှုဝင်ပြီးတော့၃နေ၅နေတော့အတွေ့အကြုံယူပြီးတော့ကိုမြန်မာနိုင်ငံပြန်လာဆိုကိုမြန်မာနိုင်ငံမပြန်ပြီးတော့မှဒီပေါ့နော်တရုတ်စာရေးပဲဖြစ်စေမလေးရှားစာရေးပဲဖြစ်စေပေါ့နော်ကျွန်တော်တို့ဒီအစားအသောက်ပတ်စံပြီးပြန်လောက်တာပဲဖြစ်စေအပြီးကျွန်တော်တို့ဆိုတဲ့အတိုင်းမှာဟိုတယ်လေးနဲ့ကျွန်တော်ဝင်သွားတယ်ဒီဟိုတယ်လေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ကျွန်တော်မြန်မာနိုင်ငံပြန်ပြီးဆိုရင်ဒီ first star အစစ်ဟိုတယ်ကြီးမှာပြန်ပြီးတော့မှအလုပ်တွေဝင်ပြီးတော့မှကျွန်တော်ဒီချက်ကောင်းတဲ့ယာတူတွေဒီချက်ကောင်းတဲ့ level တွေကိုပြန်သွားလို့ရတယ်အသုံးချလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့လူငယ်တွေတော်တော်များ ောက်လဲကျွန်တော်ပြောချင်တယ်ပြီးပါရောက်ပြီဆိုရင်ကျွန်တော်တို့လေ့လာတင်တာလေ့လာပါအပါသာစကားတစ်ခုလေ့လာလို့လည်းဘာမှမထူးဘူးပြီးတော့ကျွန်တော်တို့တွေကဒီနေ့ဒီဒီချိန်မှာထိုင်းနိုင်ငံဆိုတဲ့ထိုင်းနိုင်ငံပြီးပါအောင်ရောက်တယ်သူကလည်းပြီးပါအောင်ရောက်တယ်ပြီးကျွန်တော်တို့မှာဘာတိုးတက်မှုရှိတယ်ဆိုတာကျွန်တော်ပြန်ပြီးတော့စဉ်းစားရမယ်ဥပမာဘာသာစကားနဲ့ပတ်သက်ပြီးတော့တိုးတက်မှုရှိရလားလုပ်ငန်းအတွေ့အကြုံနဲ့ပုံမူတည်ပြီးတော့အတွေ့အကြုံရှိကြလားအဲ့ပုံမူတည်ပြီးတော့ကိုယ်ကဘယ်ကိုဆက်သွားရမလဲအဲကိုယ့်ရဲ့ဘောနော lifestyle ကိုဘယ်လိုမျိုးရွေးချယ်ရမလဲဆိုတဲ့ဟာကိုစဉ်းစားတင်ပါတယ်ဘောနော်အဲ့တော့ကျွန်တော်တို့ကျွန်တော်ပြီးပါမှလုပ်တယ်ဆိုတာပတ်စံရှိရပါတော့ပတ်စံရရတယ်ပ တ်ဆက်ရတယ်ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့မြန်မာပြည်ပြောင်းသွားတဲ့အခါကိုယ့်နိုင်ငံကိုပြောင်းသွားတဲ့အခါမှာဘာမှပတ်ဆက်မရှိတော့ဘူးဆိုတော့မှကိုယ့်မှာအရေးချင်းကိုယ့်မှာအတွေ့အကြုံရှိရဆိုရင်အဲ့ဒီအတွေ့အကြုံနဲ့ကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းကိုသိရှာကျွန်တော်တို့ရှောက်မှာဆိုရင်ကျွန်တော်ရဲ့ life style ကအဆင်ပြေတာမှာပေါ့နော်အဲ့တော့ဒီနေ့အကြောင်းအရာဒါပါပဲနောက်တစ်အကြောင်းအရာကြည့်အောင်ကျွန်တော်မှ mission ကို subscribe နဲ့ပြန်ထားကြပါဦးကျေးဇူးများကြီးပါ